အမေရိကန်တို့ဟာ9နှစ်ကြာလှုပ်ဝက်ဖုံးကွယ်တည်ဆောက်နေတယ်။ F47 တစေးလို့နာမည်ပြောင်းရတဲ့ဂျက်တက်လေယာဉ်ကြီးကိုထုတ်ပြလာပြီဖြစ်ပါလေ။အမေရိကန်လေတပ်အတွက်လေကြောင်းထိန်းချုပ်မှုလွှမ်းမိုးနိုင်ပုံနဲ့မျိုးဆက်သစ်တိုက်လေယာဉ် F47 ထုတ်လို့ရသဘောတူညီချက်ကို Boeing ကုမ္ပဏီနဲ့စာချုပ်ချုပ်ခဲ့ကြောင်းအမေရိကန်သမ္မတထရန့်က2025မလ21ရက်နေ့ကကြေညာခဲ့ပါလေ။ထရန့်ကအဲ့ဒီလေယာဉ်ကိုဘလို့ချီးကျူးလဲဆိုတော့တိစားဘူးသမျှတဲ့မှာအစစ်မြင့်ဆုံးနဲ့ အာအကုံဆုံးတက်လျင်ဖြစ်ထုတ်ပြန်ခဲ့ပါလေ။များအားဖြင့်အန်ဂက်လိုလူသိများတဲ့ပင်ကွန်ရဲ့မျိုးဆက်သစ်လေချောင်းစုမွေးရေးအစီအစဉ်မှာအဓိကမှတ်တိုင်စိုက်ထူလာခြင်းဖြစ်တယ်လို့အင်ဖြူတော်ကထုတ်ပြန်ပါလေ။ F47 ရဲ့စမ်းသပ်မှုဟာခမ်းမန်းကြီးအပြင်၅နှစ်ခန့်လှုပ်ဝက်လှုပ်ရှားနေခဲ့ပြီးဖြစ်ပါတယ်။ စပ္ပဆိုင်ရာရှိတွေနဲ့စက်မှုလုပ်ငန်းဆိုင်ရာခေါင်းဆောင်တွေတက်တဲ့သတင်းစာရှိပွဲမှာအတည်ပြုခဲ့ပြီးဒီဂျက်တိုက်လေရင်ကိုစေစုနှစ်အကုန်မှာစစ်စင်ရေးအပြည့်အဝပေါ်ဆောင်အောင်မှာထည့်သွင်းသွားမယ်အစီအစဉ်ရှိကြောင်းအတည်ပြုပြောပါလေဒီဆုံးဖြတ်ချက်ဟာကိုပိုင်စစ်မြင့်တက်လေရင်နဲ့ပိုင်ဆိုင်ထားတဲ့ကာကွယ်ရေးဗျူဟာတွေရှိတဲ့တရုတ်နဲ့ရုရှားလိုနိုင်ငံများမှပြန်ဆိုင်မှုတိုးလာချိန်မှာလေကြောင်းစုမှုမှုတာလုံးကောင်းမွန်တဲ့ဆွမ်းဆောင်ရေးကိုထိန်းသိမ်းဖို့ American စစ်တပ်ရဲ့အရေးပါတဲ့ခြေလှမ်းတစ်ရပ်ဖြစ်ပါလေ မရိကန်ဟာငြိမ်းနေတာမဟုတ်ဘဲနဲ့ဒီလိုမျိုးຢာတွေကိုကြိတ်ပြီးလုပ်နေတယ်ဆိုတာကိုပြလိုက်တာပဲဖြစ်ပါလေ F47 ဟာ2005ခုနှစ်မှာစတင်မိတ်ဆက်ခဲ့တဲ့ American Leader စွန့်ကြီးတာလုံးမှုမှာအဓိကကျတဲ့ F22 Raptor ကဲ့သို့တပ်တန်းရင်လင်းရင်ကိုအစားထိုးဖို့အန်ဂတ်ရဲ့စီမံကိန်းအစားပြုမှုဖြစ်နှစ်ပေါင်းများစွာလှုပ်ဝက်တီထွင်ဖန်တီးမှုရဲ့ရလဒ်ဖြစ်ပါလေဒီဂျလရင်စွန့်ကြီးဟာလက်ရှိ American လက်နက်တိုက်မှာရှိတဲ့ဘဲရာကိုမဆိုကျော်လွှားနိုင်ပြီးတော့ နောက်ဆုံးပေါ်နီးပညာနဲ့ရီမန်းချက်ကြီးမားတဲ့အစင့်မြင့်ဒီဇိုင်းကြောင့်ခံမှန်းကြီးတယူနစ်ကိုဒေါ်လာတန်း300လောက်ကုန်ကြကြောင်း Trump ကမှတ်ချက်ပြပါလိမ့်ဗာဂျီးနီးယားပြည်နယ်အလန်ဒါမှာအခြေစိုက်တဲ့ Boeing ကုမ္ပဏီဟာ F22 နဲ့ F35 Lightning II နှစ်မျိုးလုံးကိုထုတ်လုပ်တယ်။ American လေကြောင်းနဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု Corporation Lockheed Martin လို့ပြန်ဘက်တွေကိုကျော်လွန်ပြီးသဘောတူစာချုပ်ထုတ်ဆိုနိုင်သူဖြစ်ပါလေ F47 အင်ဂါရီတွေနဲ့ပတ်သက်တဲ့တိကျတဲ့အသေးစိတ်အချက်လက်တွေကိုခွဲခြားသတ်မှတ်ဆဲဖြစ်ပေမဲ့မကြုံစဘူးကုံရောဖြောင်းနိုင်မှုရှောင်းတိန်နိုင်မှုမောင်းသူမစနစ်ပေါင်းဆက်မှုတို့ကိုစစ်ပတ်အရာရှိတွေကြီးညာချက်မှာအရေးအမွတ်ဖော်ပြခဲ့ပြီးအနာဂတ်လေကြောင်းစစ်ပွဲရဲ့အရေးပါတဲ့ဖန်တီးမှုဖြစ်သတ်မှတ်ခဲ့ပါတယ် F47 ရဲ့ခွင့်ဖြိုးတိုးတက်မှုဆိုင်ရာအသေးစိတ်အချက်လက်ကိုအင်ဖီရိုကမထုတ်ပြန်မီသတင်းတွေထွက်နေပါတယ် ဆယ်စုနှစ်တခုကြာကြာအမေရိကန်လေတပ်ကကြီးကျက်နေတဲ့ Angat စီစဉ်ရောင်း2020စတင်ပါမှာသေုပ်ပြလေရင်တစ်စင်းစက်သက်ပြန်တန်းခဲ့ကြောင်းအစောပိုင်းသတင်းတွေအရသိရပါတယ်။အဲ့ဒီတုန်းကရှေ့ပြေးကျက်လေရင်ဟာအရင်မှတ်တမ်းကိုချိုးဖြတ်သွားတယ်လို့လေတပ်ရဲ့ဝယ်ယူရေးအကြီးအကဲဝဲရော်ဘာကထုတ်ဖော်ပြောပေမဲ့တီဆောက်တဲ့ကုမ္ပဏီနဲ့လေရင်ရဲ့လုံဆောင်ချက်အသေးစိတ်ကိုပြောဖို့တော့ညှင်းဆိုပါတယ်။ဒီလိုဝက်ချက်ဟာရှေ့ပြေးကျက်လေရင် F47 စီမံကိန်းနဲ့ဘိုးရဲ့အခန်းကဏ္ဍကိုထွန့်ကအတီးပြုတ်လိုက်တဲ့အခုသတင်းပတ်အထိဆက်လက်ရှိပါတယ်။ ရလရင်စမ်းသမှုအဆင့်ဟာခံမှန်းခဲ့တဲ့အတိုင်းလွန်ခဲ့တဲ့9နှစ်ခန့်ကစတင်ခဲ့ပြီးတီနီယာကိုအတီးပြုတ်ပြောခြင်းမရှိပေမဲ့နီဘာရာမှာရှိတဲ့ Area 51ဒါမှမဟုတ်ကာဖိုးနီးယားမှာရှိတဲ့ Edward Leiter အခြေစိုက်စစ်ကန်လို့လုံခြုံတဲ့အဆောက်အုံတွေမှာစမ်းသမှုတွေလုပ်ခဲ့ကြောင်းသမ္မတ Trump ကပြောပါတယ် F47 ရဲ့ဈေးနှုန်းဟာတယူနစ်ကို American Dollar တန်း300ကျပ်တဲ့မှုပေါ့ဥပဒေပြုအမှတ်တွေနဲ့ကာကွယ်ရေးဆိုင်ရာလေးလာသုံးသပ်သူတွေကြားစူးနေနေပါတယ် F47 နဲ့စားထိုးဖို့စီစဉ်ထားတဲ့ F22 Raptor လေယာဉ်ဒဇင်းကိုဒေါ်လာသန်း150ကုန်ကြပြီး American စစ်တပ်ဌာနခွဲတင်တဲ့မဟာမိတ်နိုင်ငံတွေတုံးနေတဲ့ F35 တပ်လေယာဉ်ဟာသူ့ရဲ့မျိုးကွဲပုံမတည်ပြီးဒေါ်လာသန်း80မှာသန်း100ကျားတန်ဖိုးရှိပါလိမ့်အဖော်ဒီ7မှာတောင်ရှိသူတွေရည်ညွှန်းတဲ့အတိုင်းရန်သူရေဒါနဲ့မမြင်နိုင်လောက်တဲ့မျိုးဆက်သစ်ကိုပြောက်ဤပညာနဲ့အစစ်မြစ်ပေါင်းဆက်ဖန်တီးထားတာက ကြီးမားတဲ့ကွန်ကြာစီကို ထင်ဟပ်နေပါတယ်။ဒါပြင် F47 ဂျက်လင်ကို collaborative combat aircraft တမမဟုတ် CCAS မောင်းသူမဲ့ဒရုန်းတွေနဲ့တွဲဘက်လုံဆောင်မှုဒီဇိုင်းထုတ်ထားပြီးမောင်းသူကိုအန္တရာယ်မရှိစေပဲပြစ်ခတ်မှုစွမ်းအင်ကိုချဲ့ထွင်နိုင်ပါလေမောင်းသူပါဝင်နိုင်တဲ့စနစ်နဲ့မောင်းသူမဲ့စနစ်ပေါင်းစပ်ထားတဲ့တီထွင်မှုဟာဉာဏ်ရည်ဓုနေပညာနဲ့ကွန်ရက်ချိတ်ဆက်မှုကအဓိကအခမ်းကဏ္ဍဖြစ်ပါဝင်မဲ့အနာဂတ်စစ်မြေပြင်ပြိပခါပေါ်လေတပ်ရဲ့ရှုမြင်ပုံအပြောင်းအလဲကိုဖော်ညွှန်းနေတာပဲဖြစ်ပါလေတိုင်လိုင်းထုတ်လို့ရေးမှာ နှစ်ရှည်လောက်များဦးဆောင်ခဲ့တဲ့လော်ဟီမာတင်စာဘိုးရင်းကိုရွေးချယ်ခဲ့မှုကတော့အားလုံးကိုအံ့အသင့်တော်ပါလေ။လော်ဟီမာတင်ရဲ့ F35 စီမံကိန်းဟာကုန်ကြစိတ်အလွန်ကျော်တဲ့နေပညာဆိုင်ရာစိန်ခေါ်မှုတွေရှိနေပြီးမဲ့လည်းဒီနေ့အထိလိန်အစင်းတထောင်ကျော်ထုတ်နိုင်ခဲ့ပြီးခင်မီလီကျောင်းစနစ်မှာအသာစီးရခဲ့ပါလေ။လက်ရှိမှာတော့ဒေါ်နယ်ထရန့်ကတော့ American Leader ကိုပုံမှုခင်မီအောင် အားထုတ်မှုဖြင့်အခုလိုမျိုး F37 ကို ထုတ်ပြလိုက်တာပဲဖြစ်ပါလေ။ဒီကိစ္စကို ်ရုရှားနဲ့တရုတ်တို့ကတော့စောင့်ကြည့်နေတာပဲဖြစ်ပါလိမ့်။ဘလို့အခြေအနေတွေပြောင်းလဲမယ်။အမေရိကန်ကလေကြောင်းလောကမှာဘလို့မျိုးတွေဦးဆောင်မလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါလိမ့်။နောက်ထပ်သတင်းပုတ်ပြောချင်ပါလိမ့်။တရုတ်နဲ့ကွန်ဘွေးစစ်ပွဲဆင်နွှဲမဲ့ပြောဆိုချက်တွေပေါ်ထရန့်နဲ့အီလိုမတ်ကညှိစုလိုက်ပါလိမ့်။နောက်နဲ့ထရန့်ရဲ့အရေးပါဆုံးတိုင်မင်ကန်အီလိုမတ်ဟာအမေရိကန်စစ်ထောင်နာချုပ်ပင်တယ်ကွန်မှာကျင်းပခဲ့တဲ့လှုပ်ဝှက်အစီအစဉ်မှာပြောဆိုမဲ့သတင်းချက်လက်နဲ့လမ်းညွှန်ချက်အချင်း ကြိုတင်တင်ပြထားမှုနဲ့တရုတ်နဲ့စစ်ပွဲဆင်နွှဲမဲ့အကြောင်းပါဝင်နေခဲ့တယ်လို့ပါရှီယာချက်ချင်းဆိုသလိုပဲထရန့်နဲ့အီလိုမတ်တို့ကညင်ကြက်ထုတ်ပါလိမ့်။ဘလို့စစ်ပွဲလို့အီလိုမတ်ရဲ့ကြိုတင်မှာအကြောင်းမှုမှမပါဝင်မဲ့ပင်တဂွန်အနေနဲ့တရုတ်နဲ့ဘလို့စစ်မှတ်အတွင်းမျိုးကိုမစိုးဖြစ်ပွားမဲ့ရေးချမှတ်ထားမှုမှာလုံးဝမရှိဘူးလို့ဒေါ်နယ်ထရန့်ကပြောပါလိမ့်။ဒီကြတော့တခုကတော့မလ27ရက်နေ့ကပင်ဒဂွန်မှာထရန့်အီလိုမတ်စ်နဲ့စစ်ပတ်ဆိုင်ရာကြီးခဲ့တဲ့လှုပ်ဝက်စည်းဝေးလှုပ်ခဲ့တာမှန်ကန်ကြောင်း ထရန့်နဲ့ပင်ကွန်အရာရှိတွေကဝန်ခံပေးမယ်ထရန့်ကလူမှုကွန်ရက်မှာတော့ဂုံသိက္ခာရှိတဲ့မီဒီယာတွေဟာဒီလိုလိမ်ညာနေတာဟာရှက်ဖွယ်ကောင်းကြောင်းဒီသတင်းဟာမှန်ကန်မှုလုံးလုံးမရှိဘူးလို့ရေးသားထုတ်ပြန်သွားပါတယ်ထရန့်ရဲ့ post ကို Elon Musk ကလည်းပြန်လည်ကူးတင်ပြီး New York Times မီဒီယာဟာလုံးလုံးဝါရဖြန့်တာလုပ်နေကြောင်းလို့ဆိုပြီးသတင်းမကိုပေးတဲ့ပင်ကွန်မှာအမီမဖော်လိုတဲ့အရာရှိဆိုတဲ့တရားခံကိုဖော်ထုတ်ပြီးအရေးယူအပြစ်ပေးသွားမယ်လို့ပါချင်းချောက်စာ ရေးတင်သွားခဲ့တာဖြစ်ပါတယ်နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ် ဂျာမနီဟာယူကရိန်းကိုဒေါ်လာ7ဘီလီယံနီးပါးကူညီခဲ့ပြီးအဲ့ဒီလိုကူညီမဲ့ဂျာမနီကိုကျေးဇူးထူးတင်ပါတယ်လို့ဇီလန်စကီးကပြောပါတယ်ဒီနှစ်2025အတွက်ဒေါ်လာ3ဘီလီယံကျော်တန်း3000ကျော်နဲ့2026နဲ့2029အထိဒေါ်လာ10ဘီလီယံကျော်ယူကရိန်းကောက်ွယ်ရေးအတွက်ကူညီဖို့ဂျာမနီကတီးပြုတ်ဆုံးဖြစ်လိုက်တဲ့အတွက်ထူးကျေးဇူးတင်ပါတယ်လို့ဇီလန်စကီးကလူမှုကွန်ရက်မှာရေးပါတယ်ဂျာမနီရဲ့ပံ့ပိုးမှုတွေမှာ လေကြောင်းရန်ကာကွယ်ရေးတွေလက်နက်ကြီးတွေ drone တွေတန်ကြပ်ကရင်တွေမိုင်းရှင်းကြိယာတွေပေါမယ်လို့ Zelensky ကပြောပါလေ။ Ukraine ပြည်သူတွေရဲ့အသက်အိုးအိမ်စီစဉ်ကိုကာကွယ်ဖို့အလို့အဆုံအရာတွေကိုအတိအကျဖြည့်ဆည်းပေးနိုင်တဲ့ဆုံးဖြတ်ချက်အတွက်ပြည်သူတွေနဲ့နိုင်ငံတော်ကိုစားဂျာမနီအစိုးရလွှတ်တော်နဲ့ပြည်သူတွေကို Ukraine ပြည်သူတွေကိုစားအထူးကျေးဇူးတင်ပါတယ်လို့ Zelensky ကပြောပါလေ။ဂျာမန်ကာကွယ်ရေးအသုံးစိတ်ကိုချွင်းချက်ရှိတိုးမြင့်သုံးစွဲဖို့ဂျာမန်အထက်လွှတ်တော်ကမတ်လ22ရက်နေ့မှာထောက်ခံတည်ပြုလိုက်လို့ ယူကရိန်းကိုပံ့ပိုးပေးရမယ့်ငွေကြေးပမာဏကိုလွှတ်တော်ဘတ်ဂျက်ကော်မတီကချက်ချင်းတည်ပြုလိုက်တာပဲဖြစ်ပါလိမ့်။ဒါအပြင်ဂျာမနီဟာကာကွယ်ရေးဘတ်ဂျက်တိုးမြင့်30%ပိုအထက်လွှတ်တော်ကအတည်ပြုလိုက်တယ်လို့ဆိုပါလိမ့်။လက်ရှိဥရောပရဲ့မတည်မငြိမ်ဖြစ်လာတဲ့အခြေအနေနဲ့အမေရိကန်ရဲ့ခေါင်းဆောင်မှုကဏ္ဍကနေစွန့်ခွာလာတဲ့အခြေအနေမှာဂျာမနီရဲ့စင့်အားကိုလည်းတိုးတက်ဖို့လှုံ့ဆော်ဖို့လိုလာတာဖြစ်ပြီးတော့ဂျာမနီရဲ့ကာကွယ်ရေးနဲ့စီးရဲ30%ကိုကြီးကြီးမားမားတိုးမြင့်ဖို့ဆိုပြီးအထက်လွှတ်တော်က ထောက်ခံအတည်ပြုလိုက်တာဖြစ်ပါလေဒုတိယကမ္ဘာစစ်နောက်ပိုင်းဂျာမနီရဲ့ကာကွယ်ရေးအနေအထားဟာသတိသာပြောင်းလဲသွားပြီလို့ဘာလင်ခြေဆိုင်တင်နေကဖော်ပြပါလေကာကွယ်ရေးသုံးစိတ်ကန့်သက်ထားတဲ့အတွက်ဂျာမနီဟာစစ်အင်အားနဲ့ကာကွယ်ရေးရင်းနှီးမြှုပ်နှံမှုတွေတိုးချဲ့ဖို့သုံးစွဲခွင့်မရှိခဲ့သလိုယူကရိန်းကိုအကူအညီပေးရမှာလည်းအကန့်အသတ်ရှိခဲ့ပါတယ်။ဂျာမနီကကာကွယ်ရေးသုံးစိတ်ချွင်းချက်မရှိတိုးမြင့်သုံးစွဲခွင့်ပြုဖို့အောက်လွှတ်တော်ကစတင်တည်ပြုပေးခဲ့ပြီးအထက်လွှတ်တော်ကပါသဘောတူလိုက်လို့အကြံဉာဏ်ဝင်ကြီးချုပ်ဖြစ်လာတဲ့ဖရက်ဒရစ်မတ်စ်အနေနဲ့ ဂျာမနီကာကွယ်ရေးနဲ့ဥရောပလုံခြုံရေးအတွက်စစ်သုံးစိတ်ဘလို့သုံးဆွဲမယ်ဆိုတာထုတ်ဖော်ပြောဆိုလိုက်မယ်လို့ယူဆကြောင်းဂျာမန်သတင်းတွေကဖော်ပြပါတယ်။ရာထူးကနှုတ်ထွက်ရတော့မဲ့ဝန်ကြီးချုပ်အိုလက်ရှိုလက်ထက်ကဂျာမန်ရဲ့တာရက်စ်ဝေးပစ်ဒုံးကြီးတွေယူကရိန်းကိုပေးဖို့အကြိမ်ကြိမ်ညှင်းဆုပ်ခဲ့တယ်လို့2025အတွက်ကူညီပေးဖို့ကတိပြုထားတဲ့အနက်ကဒေါ်လာတန်း3000ကျော်လည်းမပေးဘဲဆိုင်းငံ့ခဲ့တာဖြစ်ပါလေ။ ထက်လွှတ်ရဲ့ထောက်ခံချက်အတည်ပြုချက်ရယူပြီးနောက်မှာတော့စိုင်းငံ့ထားတဲ့ဒေါ်လာတန်း3000ကျော်ကိုယူကရိန်းကိုပေးဖို့ဂျာမန်လွှတ်တော် budget committee ကအတည်ပြုပေးလိုက်ပြီလို့ balance ချေဆက်သတင်းတွေကဖော်ပြပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ပြင်သစ်နိုင်ငံကလည်းနျူကလ িয়ার တပ်ဖွဲ့အင်အားတိုးချဲ့သွားမယ်လို့တီလင်းကြေညာပါတယ်။ပြင်သစ်ဟာ၎င်းတို့ရဲ့စတုတ်ထားမြောက်နျူကလ িয়ার လက်နက်များဖြန့်ချရာ laser ချေဆက်စခန်းကိုထူထောင်သွားမှာဖြစ်ပြီးတော့ ပြည်တွင်းဖြစ်ဒါဇက်ရာဖေးဘတ်စုံသုံးတိုက်လျင်နောက်ဆုံးပါရှင်ဘလက်ဟော့ယင်အုံနှုတ်ဖြန့်ကျက်ထားမှာဖြစ်ပါတယ်ပြည်သူနိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ Lazare Latest Scan ဖြစ်ပြီးတော့တစ်ခါကပိတ်သိမ်းမယ်လို့ဆိုခဲ့ဘူးတဲ့ scan လည်းဖြစ်ပါတယ်ဒီခြေဆိုင် scan ကိစ္စအပြောင်းလဲဟာပြင်သစ်ပါဝင်ဥရောပ NATO ဖွဲ့ဝင်များဖို့ American နဲ့ကင်းလို့တဲ့သူတို့ရဲ့ nuclear တောက်စီကာကွယ်ရေးစွမ်းကြီးကိုအကောင်းလာစေမယ်လို့ရှုမြင်ကြပါတယ်ပြည်သူ့မှာမက်ခရွန်ဟာ base arena ဝါဝါစစ်လို့လူသိများတဲ့အဲ့ဒီအခြေဆိုင်စခန်းကိုတွားရောက်လည်ပဲရင်အစည်းအဝေးကိုထုတ်ပြန်ခဲ့တာပါ nuclear စွမ်းရည်ရှိတဲ့အခြေဆိုင်စခန်းတူအနေနဲ့အဲ့ဒီစခန်းဟာ2035မှာ ASN 4G အတန်ထက်မြန်တဲ့ဒုံးကျည်တွေလက်ခံထားဖို့လဲစီစဉ်ထားပါတယ်ဒီဒုံးကျည်တွေကိုအစစ်မြင့်ဆုံး F5 Standard Rafale တက်လျင်နှုတ်မှာတက်ဆင်ပေးမှာဖြစ်ပါတယ်အလုံးစုံတက်ဆင်မှုတပြင်းသစ်ဟာဒေါ်လာ1.6ဘီလီယံယင်းနှုတ်နယ်မှာဖြစ်ပါတယ် ပထမဆုံး Rafael လင်းအဝါ2032ဒုတိယအဝါ2036မှာအဲ့ဒီ latest scan ရောက်ရှိမှာဖြစ်ပါလေ Rafael မျိုးစားဒီအစစ်မြစ် version တက်လျင်အစင်း40ကိုအခုနဲ့အစောပိုင်းမှာမှာယူထားတဲ့နမူနာ42စင်းပြင်ထပ်မံမှာယူခဲ့တာဖြစ်ပါလေ ASN4G ဒုံးကြီးနဲ့တွဲဖက်အသုံးပြုနိုင်တဲ့ပြင် F5 standard Rafi ဟာမောင်းသူမဲ့လေးရင်နဲ့လဲတွဲဖက်ပြီးတော့တောင်းဝင်ထန်းဆောင်နိုင်မှာဖြစ်ပါလေ။လက်ရှိပြင်သစ်လီတန်နဲ့အာဂါသတဖွဲ့မှာနျူကလ িয়ার ဒုံးကြီးတွေအတွက်လုံခြုံတဲ့လက်နက်ကိုယ်တော်တွေပါတဲ့ latest ခန်းသုံးခုရှိပါတယ်အဲ့ဒီဓာတ်တွေကတော့ say desire extranet avoid ဖြစ်ပါတယ်အဲ့ဒီခြေဆက်စခန်းတွေမှာ ASMPA အတန်ထက်မြန်တဲ့ဒုံးကြီးတွေတက်ထားပြီးထန်ကုန်နှခုံပါ rafe b တက်လျင်အနည်းဆုံး90လောက်ရှိပါတယ်နောက်ပြီးတော့ nuclear လက်နက်တပ်စင်တန်တွေ rafe တက်လျင်အစင်းကြီး40ထပ်မံဖြန့်ကျက်ချထားခြင်းဟာပြင်သစ်နိုင်ငံရဲ့ nuclear toxic ကာကွယ်ရေးအင်အားတိုးချဲ့ခြင်းပဲဖြစ်ပါလိမ့် ပြင်သစ်လီတနဲ့အာကာသတပ်ဖွဲ့မှတက်ဆင်ထားတဲ့ဒေါကြီးထေဖူအီတွာတည်တည်သာတိုးလာမယ်လို့ဆိုပါတယ်၂015ဆင်းရင်ရပြင်သစ်မှာစစ်စင်တဲ့ ASMPA ဒေါကြီး54ဆင်းရှိတယ်လို့လည်းသိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်ဆူဒန်နိုင်ငံမှာသမရနန်တော်ကိုပြည်သူစစ်တွေလက်ကနေစစ်တပ်ကပြန်သိမ်းလိုက်ပါတယ်နင်းနီပါကြတိုက်ပွဲတွေဖြစ်ပြီးနောက်ဆူဒန်စစ်တပ်ဟာသမရနန်တော်ကို ISF ပြည်သူစစ်လက်တပ်ကနေပြန်ပြီးတော့သိမ်းပိုက်လိုက်ပါတယ်မကြသေးမီလက် အလားတွေအတွင်းမှာ RSF ပြည်သူစစ်အဖွဲ့ကိုထိုးစစ်တိတိတသာဆင်နေတဲ့ဆူဒန်စစ်တပ်အတွက်အဓိကအောင်ပွဲလို့ပြောလို့ရပါတယ်။သမရနန်တို့ကိုပြန်ထိန်းချုပ်ပြီးနောက်စစ်တီတွေအောင်ပွဲခံနေတဲ့ရုတ်တရက်နဲ့တပ်ပေါ်တွေလူမှုကွန်ရက်မှာထွက်ပေါ်နေပါလေ။ဒါပေမဲ့မြို့တော်ခါတော်မှာတိုက်ပွဲတွေဆက်ဖြစ်နေပါလေ။ RSF ပြည်သူစစ်အဖွဲ့ကတော့သူတို့ရဲ့တိုက်ခိုက်ရေးတမားတွေဟာအဲ့ဒီဒေသအနီးတစ်ဝိုက်မှာ ရှိနေဆဲဆိုပါလေ။ တမအင်တော်ကို drone နဲ့တိုက်ခိုက်မှုတစ်ခုတွင်နိုင်ငံပိုင်ရုပ်သံဌာနသတင်းဖွင့်နယ်စစ်တပ်မီဒီယာဆက်ဆံရေးရာရှိနှုတ်ဦးပါဝင်လူအများပြားတော့တေဆုံးခဲ့တယ်လို့ပြည်သူ့စစ်အဖွဲ့ကထုတ်ပြန်ပါတယ်။ဆူဒန်နိုင်ငံပိုင်သတင်းဌာနကတော့မနေ့ကမနေ့ပိုင်းမှာတမရနန်တော်နယ်ဝန်ကြီးဌာနအဆောင်တွေကိုစစ်တပ်ကပြန်ထိန်ချုပ်ခဲ့ကြောင်းပြည်သူ့စစ်တွေရဲ့လက်နက်အများပြားလည်းရရှိခဲ့ကြောင်းဆိုပါတယ်။သမရနန်းတော်တောင်ပတ်နယ်မြေအများပြားကိုတိမ့်ပိုက်ထားတဲ့ကြံရှိနေတဲ့ပြည်သူစစ်တွေကိုစစ်တပ်ကတိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်ပြည်သူစစ်တွေဟာအနီးအနားမှာရှိတဲ့လေဆိပ်ကိုလည်းထိန်းချုပ်ထားပါတယ်ဆူဒန်စစ်တပ်အကြီးကဲနဲ့ပြည်သူစစ်ဖွဲ့အကြီးကဲတို့ကြားအနာလုံဆွဲရကနေအစပြုတဲ့ပြည်တွင်းစစ်မှာလူထောင်နဲ့ချီတေဆုံးပြီးတန်းနဲ့ချီနေရဆွန့်ခွာထွက်ပြေးရကစိုးဝါတဲ့လူသားချင်းစာနာမှုအရေးပေါ်အခြေအနေဖြစ်ပေါ်နေပါလိမ့်ပြည်တွင်းစစ်အဆုံးသတ်ဖို့ကတော့အလှမ်းဝင်းနေစေဖြစ်ပြီးပြည်သူစစ်ဖွဲ့ဟာနိုင်ငံရဲ့ဒေသအတော်များကိုထိန်းချုပ်ထားစေဖြစ်တယ်လို့သိရပါတယ်နောက်ထပ်သတင်းပေါ်ပြောချင်ပါတယ် transformer ကလည်းမီးစလောင်တဲ့အတွက်လန်ဒန်ရဲ့နာမည်ကျော် hydro လေဆိပ်ကြီးပိတ်လိုက်ရပါတယ်။ကမ္ဘာပေါ်မှာအလုံးအများဆုံးလေဆိပ်တစ်ခုဖြစ်တဲ့ London Hydro လေဆိပ်ကြီးဒီမှာတအားခွင့်ရုံတစ်ခု မီးကြီးကျက်လောင်လို့လျှက်စစ်တပ်အားပြတ်တောက်ပြီးလေဆိပ်ကိုတနေကုန်ပိတ်လိုက်ရပါတယ်။လေဆိပ်နောက် transformer တစ်ခုမီးလောင်နေလို့မီးသက်ကား10ကြီးနဲ့မီးသက်သမား80ဝန်းကျင်ကမီးနှိမ့်နေရပါတယ်။လာမယ့်ရက်တွေလည်းတည်တသာနှောက်ရှက်ဖြစ်မယ်လို့လေဆိပ်ကသတိပေးနေပါတယ်။ဟီဒူလေဆိပ်ကကမ္ဘာပေါ်မှာအလုံးအများဆုံးပြေးလည်တစ်ခုရှိလေဆိပ်တစ်ခုဖြစ်ပြီးတော့ နှစ်စဉ်ခရီးသည်တန်းပေါင်းများစွာသွာလာနေပါလေလေချောင်းချက်ချာချာလိုဟီဒရိုလေဆိပ်ကိုမနစ်ကခီးသည်83တန်းကျော်စင်ဂျင်တွေရောက်ရှိခဲ့ပြီအဲ့ဒီနောက်နှစ်အလိုက်600ခန်းလုံးတိုးလာတာပါဒီနှစ်စောပိုင်းမှာလေဆိပ်ရလုံအများဆုံးဇန်နဝါရီလမှတ်တမ်းဝင်ခဲ့ပြီးတရက်ကိုဗျမ်းများခီးသည်2သိန်းကျော်ဟာစတလစတိုက်ဖြတ်တန်းခဲ့တယ်လို့သိရပါတယ်နောက်ထပ်သတင်းမဟုတ်ပြောချင်ပါတယ်ဂျိုးဘိုင်ဒန်ပေးခဲ့တဲ့လူငယ်ချမ်းသာခွင့်အမိန့်တွေဟာဘိုင်ဒန်ကိုယ်တိုင်လက်မှတ်ရေးထိုးထားတဲ့ မဟုတ်တဲ့အတွက်ကြောင့်ပြက်ပြဲကြောင်းထရန့်ကပြောနေပါတယ်။ဘိုင်ဒန်ဟာသူ့ရဲ့သမ္မတသက်တမ်းနောက်ဆုံးမိနစ်မှာပေးခဲ့တဲ့လူငယ်ချမ်းသာခွင့်ရဟာသူ့ကိုယ်တိုင်လက်မှတ်ထိုးထားခြင်းမဟုတ်တဲ့အတွက်ပြက်ပြဲတယ်လို့ယုံကြည်ကြောင်းသမ္မတထရန့်ကလူမှုကွန်ရက်ပို့စ်တစ်ခုမှာပြောပြတယ်။ဘာကြောင့်လဲဆိုတော့ဒီလက်မှတ်တွေကိုအော်တိုပန်နဲ့လက်မှတ်ရေးထိုးထားတာကြောင့်လို့ဆိုပါတယ်။သမ္မတထရန့်ကဘယ်အကြောင်းအရာကိုအခြေခံပြီးတော့ခုလိုဆွတ်ဆွဲလဲဆိုတော့မသိပါဘူး။ဒီကြားတစ်ခုကတော့ဘိုင်ဒန်လူငယ်ချမ်းသာခွင့်ပေးခဲ့တဲ့သူတွေကိုထရန့်ကအရေးယူခြင်းပုံရတယ်လို့နိုင်ငံရေးလေးလာသူတွေကပြောပါတယ်။ အော်တိုပန်လက်မှတ်ရေးထိုးဆက်ဆိုတာလက်မှတ်ကိုအလိုအလျောက်ရေးထိုးဖို့သုံးတဲ့ကိရိယာပါထင်ရှားကြော်ကြားတဲ့နာမည်ကြီးပုံကိုယ်တွေဆယ်လီတီဟာတနေ့တာလုံးလက်မှတ်တောင်းခံရမှုများစွာရင်ဆိုင်ရနိုင်ပါတယ်ဒါကြောင့်ထင်ရှားကြော်ကြားတဲ့နာမည်ကြီးပုံကိုယ်တွေလူသိများတဲ့ဆယ်လီတီဟာသူတို့ရဲ့လက်မှတ်တွေကိုလူကိုယ်တိုင်တိုက်ရိုက်ရေးထိုးစရာမလိုပဲလိုအပ်တဲ့အချိန်မှာအလိုအလျောက်ရိုင်းနှိမ့်နိုင်ဖို့အော်တိုပန်ဆက်အသုံးပြုပါတယ်အိမ်ငှိုက်နေတဲ့ဂျိုးကနိုင်ငံရေးလူဆိုးတွေနဲ့တခြားသူတွေကိုပေးခဲ့တဲ့လူငယ်ချမ်းသာခွင့်တွေဟာ အော်တိုပန်နဲ့လက်မှတ်ထိုးထားတာဖြစ်တဲ့အတွက်ကြောင့်ခုခါပြည့်ပြည့်သွားပြီဆိုပြီးထရန့်ကပြောပါတယ်နောက်ထပ်အဲ့ဒါနဲ့ပတ်သက်ပြီးအာဏာတက်ရောက်မှုလည်းမရှိတော့ဘူးလို့လူမှုကွန်ရက်မှာရေးပါတယ်ဇန်နဝါရီလကထရန့်သမ္မတအဖြစ်ကျင်းသစာကျင်းဆမှုမတိုင်ခင်ဂျိုးဘိုင်နဲ့ဟာထရန့်ရဲ့နိုင်ငံရေးရန်သူတွေကိုလူငင်းချမ်းသာခွင့်လက်မှတ်တွေရေးထိုးပေးခဲ့ပါတယ်အရင်သူတွေက2021ဇန်နဝါရီ6ရက်နေ့ကအမေရိကန်လွှတ်တော်အဆောက်အအုံမှာဖြစ်ခဲ့တဲ့အဒီကုန်းကိုစုံစမ်းစစ်ဆေးခဲ့တဲ့အောက်လွှတ်တော်ကော်မတီဖွဲ့ဝင်တွေဘန်နေရဲ့မိသားစုအနေနဲ့ဗိုလ်ချုပ်ကြီးမတ်မိုင်လီတို့ဖြစ်ပါလေ ဒီလူတွေအားလုံးကိုဘလို့အေးအေးယူမလဲဆိုတဲ့ပတ်သက်ပြီးထွန်းကတော့ဘာမှထုတ်ပြောခြင်းတော့မရှိသေးဘူးလို့သိရပါတယ်။နောက်ထပ်စင်မဟုတ်ပြောခြင်းပါတယ်။နိုင်ငံရှင်းနိုင်ငံအတွက် HIV ဆေးတွေပြတ်တောက်တော့မယ်လို့ WHO ကသတိပေးပါတယ်။အာဖရိက6နိုင်ငံပါဝင်ကမ္ဘာနိုင်ငံပေါင်း7နိုင်ငံမှာ မကြာခင်ချိန်တွင် HIV ဆေးတွေပြတ်လတ်သွားနိုင်တယ်လို့ကုလသမဂ္ဂအေဂျင်စီကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ကအတည်ပြုပါတယ်။လက်ရှိအခြေအနေကြောင့် နောက်ထပ် HIV ကိုးစက်ခံရသူ10%ကျော်တိုးပွားနိုင်တယ်လို့ဒီယောဂနဲ့ဆက်စပ်တဲ့သေဆုံးမှုတွေလည်း3%အထိရှိလာနိုင်ပါလေ WHO ကြီးကဒေါက်တာတက်ဒရော့စ်ကတော့ HIV ကိုးသက်ကုသရေးအစီအစဉ်တွေပြတ်တောက်သွားရင်အနည်း20%ရလာတဲ့တိုးတက်မှုကိုပြည့်ပြည့်စေမယ်လို့ဆိုပါတယ်ဒါဟာလွန်ခဲ့တဲ့နှစ်ကတည်းကသေဆုံးသူရေအတွက်၃ဆပိုပြီးများတယ်လို့သတင်းစာရှိမှာပြောပါလိမ့်။ထရန်ကပြည်ပအကူအညီပေးရမုံငွေတွေကိုယာယီရဆိုင်ထားဖို့နဲ့အစိုးရသုံးစိပေါ်ပြန်လည်သုံးသပ်ဖို့စတင်တာဝန်ယူတဲ့ဇန်နဝါရီလမှာကြေညာခဲ့တာပါ။ မေရိကန်ဟာကမ္ဘာ့ကျန်းမာရေးအဖွဲ့အတွက်အများဆုံးထောက်ပံ့ပေးတဲ့နိုင်ငံဖြစ်တဲ့အလျောက်ထရန့်ရဲ့ WHO ဖွဲ့ဝင်ပြည်နှုတ်ထွက်ရေးဆုံးဖြတ်ချက်ဟာရန်ပုံငွေကိုထိခိုက်ရပါတယ်။ဒါကြောင့်လာမယ့်လပိုင်းတွင်ကင်ညာ၊လက်ဆူတူ၊တောင်ဆူဒန်၊နိုင်ဂျီးရီးယား၊ဘာကီနာဖာဆို၊မာလီ၊ဟေတီနဲ့ယူကရိန်းအစရှိတဲ့နိုင်ငံတွေမှာ HMB ယောဂသည်တွေအသက်ဆက်နေရတဲ့ ARB ဈေးတွေကုန်တော့မှာဖြစ်ကြောင်းထုတ်ဖော်လာပါတယ်။မေရိကန်ဆိုရဟာနှစ်ပေါင်းများစွာရဲရော်ထောက်ပံ့ခဲ့ပါတယ်။ဒီတော့သူတို့ဘာလို့ထောက်ပံ့မလဲ။ ဘလောက်ပမာဏပေးမယ်ဆိုတာဆုံးဖြတ်ပိုင်မှုရှိတာတော့အမှန်ပါလို့ WHO ကပြောပါတယ်။ဒါမဲ့ American ဘက်ကတခြားနိုင်ငံတွေအတွက်ဒဏ်ရိုက်ထောက်ပံ့ငွေရုပ်သိမ်းမယ်ဆိုရင် လူသားချင်းစာနာမှုရှိစွာနဲ့စနစ်တကျစီစဉ်ပေးရမယ့်တာဝန်လည်းရှိပါတယ်။ဒါမှမဟုတ်တခြားရမုံငွေအရင်းမြစ်ကိုရှာဖွေနိုင်မှာလို့ဆိုပါတယ်။ Africa ရဲ့ Sahel ဒေသကွယ်မှာ HIV ကူးစက်ခံရသူ25သန်းလောက်ရှိပြီးအဲ့ဒီအရေးအတွက်ဟာကမ္ဘာတဝန်းကဒီရောဂါခံစားနေရသူတွေထက်သုံးဖို့နှစ်ပုံလောက်ကိုပိုများနေတယ်လို့သိရပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ မြန်မာနိုင်ငံပါရီမြို့တော်မှာရှိတဲ့ယဉ်ကျေးမှုစင်တာကိုထိန်းသိမ်းနေတဲ့ရွှေပြောင်းနေထိုင်သူတွေနှင်ထုတ်ခံရပါတယ်။အဲဒီရွှေပြောင်းနေထိုင်သူတွေဟာယဉ်ကျေးမှုစင်တာမှာအတင်းဝင်ရောက်နေထိုင်တဲ့သူတွေဖြစ်ပါတယ်။ရဲတပ်ဖွဲ့ကသူတို့ကိုနှင်ထုတ်ခဲ့တာဖြစ်ပါတယ်။ယာချီတဲ့ဆန္ဒပြသူတွေဟာ Gate Trail ယဉ်ကျေးမှုစင်တာအပြင်ဘက်မှာညာတွင်ချင်းစုဝေးခဲ့ပြီးရွှေပြောင်းနေထိုင်သူတွေကိုနှင်ထုတ်တဲ့ပြင်သစ်သမ္မတအမိန့်ကိုစန့်ကျင်ကြောင်းကြွေးကြော်ကြပါတယ်။ကျွန်တော်တို့မှာသွားစရာနေရာမရှိဘဲအပြင်မှာအိပ်ရတယ်။ အမိုးလိုပြီးဒီဆောင်ရည်ကအရန်အေးလို့ပြင်မအိပ်ရတာဒီလိုအခြေအနေတော့မဖြစ်သင့်ဘူးလို့ဂီနီနိုင်ငံကရွှေပြောင်းနေထိုင်သူတူကပြောပါတယ်ကျွန်တော်တို့မှာယဉ်ကျေးမှုဌာနကိုတင်ပတ်ဖို့ကလွယ်လို့ရွေးချယ်စရာမရှိတော့ဘူးလို့လည်းသူကသတင်းဌာနတွေကိုပြောပါတယ်တင်ပတ်သူတွေဟာအဓိကအားဖြင့်အင်အားမတုံးပဲအင်ကားလေးစုံပိုင်းမှာအဆောက်အုံတွေကနေထောက်ခွာခဲ့ပါတယ်မကြမီထက်ဆူရုံနေတဲ့အဆောက်အုံကဆန္ဒပြသူတွေကိုတော့ရဲတဲ့ဖက်ကနှိမ်နှင်းခဲ့ပြီးတော့လူစုခွဲခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းပုံပြောကြည့်ပါလိမ့်။ ရုရှားနိုင်ငံက Mi-28 ရတိုက်ခတ်ရေးယဟင်ဒဇင်ဟာပြတ်ကျသွားတယ်လို့သိရပါတယ်။လေကျင်းရေးပြတ်မှုပြုလုပ်နေစဉ် Leningrad ဒေသမှာပြတ်ကျခဲ့တယ်လို့ရုရှားကောက်ွယ်ဝန်ကြီးဌာနကအတည်ပြုပါတယ်။ယဟင်ပြတ်ကျမှုကြောင့်အမှုထမ်းတို့အလုံးသေဆုံးခဲ့ရပါတယ်။ရဟယင်ဟာလူနေထူထပ်တဲ့နေရာတွေနဲ့ဝေးကွာတဲ့လူသူကင်းမဲ့ရာနေရာမှာပြတ်ကျခဲ့တယ်လို့ဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ဒေသတွင်းမီဒီယာသတင်းရင်းမြစ်တွေကလည်းအဲ့ဒီသေဆုံးမှုကိုအတည်ပြုခဲ့ပြီးမြေပြင်မှာနောက်ထပ်အသေးပြောင်းမှုရှိကြောင်းသတင်းဖော်ပြပါတယ်။ ဟာဗုတ်လို့အများအပြားသိတယ်မီ28ဟာချင်းချောက်မှုအမြင်မာတဲ့ပတ်ဝန်းကျင်တွေမှာစစ်စင်ရေးအတွက်ဒီဇိုင်းထုတ်ထားတဲ့သီးသန့်တိုက်ခတ်ရေးဟင်ရင်ဖြစ်ပါလိမ့် Mile Mouse ကို Helicopter Plant Company မှာတည်ထွင်ထုတ်လုပ်ထားပြီးထိုင်ကုန်နှလုံးပါလေယာဉ်မှုခံအစင်းမြင့်လေယာဉ်ဒီဇိုင်းတွေနဲ့တန်ကြပ်ကအကြီးစားလေယာဉ်ကိုတဲ့ပံပါလိမ့်တင်ကားတွေနဲ့တန်ကြပ်ကယာဉ်တွေပါဝင်မြေပြင်ပြတ်မှတ်တွေအတွက်အဓိကအသုံးပြုထားပြီးတော့30မမ 24A42 Auto Cannon တင်းဖြတ်ဒုံးနေနဲ့လမ်းညုံမဲ့ဒုံးတွေတက်ဆင်ထားပါတယ်။ရဟန်းရရရသေးဥတုအားလုံးအတွက်အဆင်ပြေဖို့ဒီဇိုင်းထုတ်တာပြီးနေ့ညမွေစစ်စင်ရအတွက်သုံးနိုင်ပါတယ်။ Mi-28 ကိုရုရှားစစ်တပ်မှတွင်တွင်ကြကြသုံးနေပြီးစီးရီးယားနဲ့ယူကရိန်းပါဝင်တိုက်ခိုက်ရေးဆောင်တည်တည်မှာတက်ဖြတ်ထားပါတယ်။ရုရှားနာမည်ဟာရဟန်းပြရတဲ့အကြောင်းရင်းကိုထုတ်ဖော်ခြင်းမရှိပေမဲ့လည်းဖြစ်နေပတ်သက်ပြီးစုံစမ်းနေပါတယ်။စပိုင်းဆိုင်ရာချွင်းမှုနဲ့လေရင်မှုရအမှားကြောင့်လည်းထည့်သွင်းစဉ်းစားမယ့်ချက်တွေပါနေပါတယ်။ နောက်ဆုံးသတင်းပုတ်ပြောချင်ပါတယ်။ကမ္ဘာအကြီးဆုံးနွေရိုင်းတပ်ဝင်ရှိရာမက္ကဆီကိုစီးတီးမှာနွားတက်ခြင်းကိုပိတ်ပင်လိုက်ပါတယ်။ကမ္ဘာအကြီးဆုံးနွေရိုင်းတပ်ဝင်ရှိရာမက္ကဆီကိုစီးတီးမှာတရိတ်ဆန်တွေကိုတက်ဖြတ်တာဒါမှမဟုတ်ဒဏ်ရာရစေတဲ့နွေရိုင်းတပ်ပွဲတွေကိုပိတ်ပင်ဖို့ဥပဒေပြုမှတ်တွေကမဲပေးခဲ့ပါတယ်။နိုင်ငံသက်ပွဲဆန့်ကျင်သူတွေနဲ့ထောက်ခံသူများထံမှအပြိုင်ဆန္ဒပြမှုတွေဖြစ်ပြီးတော့ဒီလိုမျိုးပိတ်ပင်မှုထွက်ပေါ်လာတာပါမက္ကဆီကိုနိုင်ငံမြို့တော်မက္ကဆီကိုစီးတီးရဲ့မြို့တော်ဝန်ကကမောက်ကထာပြူဆောင်ရွက်တဲ့ အခုပဲပြည်မှုကရက်ဆက်ကြံကြမှုရှိတဲ့နွားတိုက်ပွဲတွေဖြစ်ပေါ်စေရေးအားပေးဖို့ရှိပဲပါလိမ့်။မက္ဆီကိုအနေနဲ့ရက်ဆက်ကြံကြမှုကိုပွဲလန်းအခမ်းအနားဖြစ်ခွင့်မပြုနိုင်တော့ပါဘူး။ဖြောဖြေဖို့အတွက်တိရစ္ဆာန်တကောင်ကိုနာကျင်တည်ဆုံးမှုကိုခွင့်မပြုနိုင်တော့ပါဘူးလို့မျိုးတော်ကပြောပါလိမ့်။အခုပဲပြည်မှုကိုထောက်ခံမဲ63မဲကန့်ကွက်မဲ3မဲနဲ့အတည်ပြုနိုင်ခဲ့ပါလိမ့်။ခုပဲပြည်မှုကိုနေရာတပ်ပွဲထောက်ခံအားပေးသူတွေကစန့်ကျင်ပြီး ဒါဟာနက်နက်ရှန်ရှန်မြစ်တွင်နေတဲ့ယဉ်ကျေးမှုအစဉ်လာကိုချိန်ချောက်တာလို့ပြောပါလိမ့်မက္ကဆီကိုစီးတီးဟာမရဲသက်ပွဲဆိုင်ရာအမာခံနေမည်ဖြစ်ပြီးသူ့ရဲ့အလဲဘဟုမှာလူ၄000ကျော်ဝန်ဆန်းတဲ့နေရဲသက်ကွင်ကြီးရှိပါလိမ့်ဒါပေမဲ့မြို့တော်ဟာလမ်းဟောင်းမလိုက်တိုးတက်တဲ့အမာခံနေမည်ဖြစ်ရှိမြင်နိုင်ပြီးနေရဲသက်ပွဲထောက်ခံအားပေးသူနဲ့တိရိစ္ဆာန်အခွင့်အရေးတကြွလှုပ်ရှားသူတွေကြားနှစ်များကြာဥပဒေတိုက်ပွဲဖြစ်ခဲ့ပါလိမ့်အခုပြပြမှုကဖြောပြေးအတွက်တိရစ္ဆာန်တွေကိုနှင်းဆန်းတိတ်ဖြတ်မှုကိုအမြင့်ဖားပြောက်စေဖို့ဥတီတဲ့အရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်လို့ မက္ကဆီကိုတရုတ်ဆန်ကာကွယ်ရေးဖွဲ့ရဲ့အမှုဆောင်ညွှန်ကြားမှုကတော့ပြောပါတယ်